အမှုမြုပ်ပုံလေးချောင်းတိုက်ခိုက်မှုအဆက်မပြတ်ကြည်တံတွေကိုတော့ခံနိုင်ရည်ရှိအောင်တိစောက်ထားတဲ့ဒီမြေောက်ခံတပ်တွေဟာတစ်ချိန်ကမဖြိုဖျက်နိုင်ဘူးလို့ယူဆခဲ့ကြပါတယ်။အီရန်၊မြောက်ကိုရီးယား၊တရုတ်လိုနိုင်ငံတွေကဒေါ်လာဘီလီယံချီအကုန်ခံပြီးမြေကြီးကိုယ်တိုင်ကိုသူတို့ရဲ့အကာအကွယ်ဖြစ်ပြောင်းလဲခဲ့ကြတယ်။ဘယ်လက်နက်ကမှမထိခိုက်နိုင်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ပေါ့။ဒါပေမဲ့ဒီယုံကြည်ချက်မှားနေခဲ့ရင်ကောဘန်ဂါပါစတာရီပေါ်လာပါပြီ။ဒီကြောက်စရာကောင်းတဲ့ဘုံတွေဟာပြစ်မှတ်ကိုထိအောင်တော့မကအကြီးအကျယ်ဖြက်စီးပြပါရယ်။ တမ်ပရီနဲ့ကွန်ကရစ်တွေကိုထောပတ်တားနဲ့လှိလိုက်သလိုဖြတ်သွားနိုင်ပါတယ်။အနောက်ဆိုင်သုံးဘန်ကာရီတောင်ဒီဘုံတွေရှေ့မှာရင်ဆိုင်ရတဲ့ဒဏိတဲတွေလိုဖြစ်သွားစေနိုင်ပါတယ်။ဒီဗီဒီယိုမှာတော့ဒီမတားစီးနိုင်တဲ့လက်နက်တွေရဲ့အဆင့်ကဲဖြစ်စဉ်ကိုဒုတိယကမ္ဘာစစ်ကစတင်ခဲ့တဲ့အခြေခံဒီဇိုင်းတွေကနေကွန်ကရစ်ပေ200ကိုဖြတ်နိုင်တဲ့ GBU 57လို့ခစ်သစ် Monster လက်နက်တွေအထိပေါ်ပြပေးသွားမှာပါ။အီရန်လိုနိုင်ငံတွေမှာခစ်မီကွန်ကရစ်နည်းပညာတွေရှိနေပေမဲ့ဒီပန်ကာပါစတာတွေကိုတကယ်တားဆီးနိုင်ပါမလား။ ဒါမှမဟုတ်ဒီလက်နက်တွေဟာတကယ်ပဲမတားဆီးနိုင်တဲ့အရာတွေလားအမေရိကန်လေတပ်ဘိုဟောင်းတူပြောသလိုပဲဘန်ဂါပါစတာကိုတခုတည်းသောကာဝင်ကြီးကအခြားတနေရာရောက်နေဖို့ပါပဲဒါပေမဲ့ဘန်ဂါပါစတာဘုံကိုပြစ်မှတ်မရောက်မီတားဆီးဖို့ဒါမှမဟုတ်စူးစမ်းဖို့နီလန်တချို့တော့ရှိပါတယ်ဒါပေမဲ့ဒါဟာဘာကြောင့်တခုတည်းသောနီလန်ဖြစ်တယ်ဆိုတာနားလည်ဖို့ဒီအေယာမလက်နက်တွေရဲ့သိပ်ပံနီးကြအချက်တွေကိုနက်နက်နဲနဲလေ့လာဖို့လိုပါတယ်ဒါဟာ heavyweight လက်ဝိတ်မောင်းကိုအနိုင်ယူဖို့ကြိုးစားရတယ်လို့ပါပဲ။ သူ့ရဲ့လှုပ်ရှားမှုတွေကိုနားလည်ရင်သင်အရှုံးမပေးရပဲရှောင်းတိန်နိုင်မဲ့အခွင့်အလမ်းရနိုင်ပါတယ်။ဒါ့ပြင်မဲ့ဘန်ကာပါစတာဘုံတွေကိုနားလည်ဖို့ဆိုရင်ညီမြချင်းရဲ့နောက်တစ်ဖက်ချမ်းကိုလည်းလေ့လာဖို့လိုပါတယ်။ဘန်ကာရီရဲ့စင်ကဲဖြစ်စဉ်ကိုပါ။ဘာဖြစ်လို့လဲဆိုတော့ဒီຢာနှစ်ခုဟာရေရှည်ပြိုင်ဆိုင်မှုတစ်ခုထဲမှာပိတ်မိနေပါတယ်။ဒီပြိုင်ပွဲမှာအဖိုးခမြင်မလွန်လှပါတယ်။တစ်ဖက်ကတာလွန်လာတိုင်းနောက်တစ်ဖက်ကအမြန်ဆုံးလိုက်ပြင်ဆင်တတ်ပါတယ်။ဒါကြောင့်အဆုံးမရှိတဲ့တီထွင်မှုနဲ့ပြန်လဲတီထွင်မှုတွေဖြစ်ပေါ်နေပါတယ်။ ဘန်ကာရီနဲ့ဘန်ကာပါစတာဘုံတွေရဲ့တိုက်ပွဲအဆင့်မြင့်ကွန်ကရစ်နဲ့တိကျတဲ့ပေါက်ကွဲတွေရဲ့ပစ္စည်းတွေရဲ့တိုက်ပွဲခိုင်ခန့်မှုနဲ့ဖြက်စီးမှုရဲ့တိုက်ပွဲအဲ့ဒီတိုက်ပွဲတွေရဲ့အဆုံးမှာဘယ်သူနိုင်မလဲလောလောဆယ်မှာတော့ဘန်ကာပါစတာဘုံတွေကတာနေပါတယ်ဒါပေမဲ့တဘာဝအတိုင်းဆိုရင်ဘန်ကာရီကပထမဆုံးစတင်ခဲ့လိုက်တာပါခေတ်သစ်ကဘာမှာထိန်းချုပ်မှုနဲ့လိုင်ယွန်ကြီးတွေဖြစ်အောင်နေနိုင်မှုကအရာအားလုံးပါပဲစစ်မြေပြင်ဖြစ်ဖြစ်စီးပွားရေးလောကဖြစ်ဖြစ်ဒီအချက်ကအရေးကြီးပါတယ် ဘန်ဂါရီရဲ့အသုံးပြုမှုကပထမကမ္ဘာစစ်မှာစတင်ခဲ့ပါတယ်။စစ်တီတွေအတွက်အရေးကြီးတဲ့ခေါလွန်ရာဖြစ်ခဲ့ပြီးချောင်းတုစစ်ပွဲရဲ့အန်ဒီအရီကနေကာဝယ်ပေးခဲ့ပါတယ်။ရှော့နဲ့သဲအိတ်တွေနဲ့တိဆောက်ထားတဲ့ဒီရိုးရှင်းတဲ့ခံတပ်တွေဟာဒုတိယကမ္ဘာစစ်နဲ့အပြီးမှာအပုံမိုအဆင့်မြင့်လာခဲ့ပါတယ်။လေကြောင်းပုံကျဲမှုတွေဖြစ်လာတဲ့အခါနိုင်ငံတွေကပုံနဲ့နေတဲ့နေရာတွေမှာတိဆောက်လာကြပြီးကွန်ကရစ်နဲ့တံမဏိတွေတုံးကအထက်ကဘုံးတံခံနိုင်အောင်လှုပ်လာကြပါတယ်။စစ်ကြာကာလမှာပြင်သစ်နဲ့ဂျာမနီတို့က မက်နော့လိုင်းနဲ့ဇီဖရက်လိုင်းဆိုပြီးကြီးမားတဲ့ခံတပ်တွေတိစောက်ခဲ့ကြပါတယ်။ဒီခံတပ်တွေမှာလေကြောင်းနဲ့အမြောက်တိုက်ခိုက်မှုတန်ခံနိုင်တဲ့ကွန်ကရစ်တွေကိုတုံးထားပါတယ်။ဂျာမနီတွေကအတ္တလန်တစ်ဝေါ်မှာလည်းဘန်ကာခံတပ်တွေအများကြီးတိစောက်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကာလမှာပဲဘန်ကာတွေထိုးဖောက်နိုင်မဲ့ပုံတွေကိုပထမဆုံးချိန်ဖန်တီးဖို့ကြိုးစားမှုတွေစတင်ခဲ့ပါတယ်။တကယ်တော့ရိုးရိုးပုံးတွေဟာဒီလိုခိုင်ခန့်တဲ့အဆောက်အုံတွေရှိမှဘာမှမတက်နိုင်ခဲ့ပါဘူး။စစ်မြေပြင်မှာဒီလိုခံတက်တွေပုံပုံများလာတဲ့အခါမှာ ီပြဿနာကပိုဆိုးလာခဲ့ပါတယ်။ရိုးရိုးဘုံတလုံးကျဆင်းလာရင်သူ့ရဲ့အထီးကဆွမ်းရည်အများစုကလေထဲကိုပဲပြန့်သွားတတ်ပါတယ်။ကွန်ကရစ်အဆောင်အုံကအတော်လေးမပြတ်စီပဲကျန်နေတတ်ပါတယ်။ဘုံရိုက်ချက်ကတုံခါမှုဖြစ်စေပြီးအပေါက်ကြီးတစ်ခုဖြစ်သွားစေနိုင်ပေမဲ့ထူထဲတဲ့ကွန်ကရစ်နေရန်ကိုထိုးဖောက်ဖို့တော့မလုံလောက်ပါဘူး။ဘာလို့လဲဆိုတော့ပပတ်လေကကွန်ကရစ်တွေကဘုံရဲ့အရွေးဆိုင်ကိုစုပ်ယူပစ်လိုက်လို့ပါ။ ဘုံတလုံးဟာကွန်ကရစ်ကိုဖောက်ပြီးအတွင်းပိုင်းမှာပေါက်ကွဲမှတကယ့်ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။ကွန်ကရစ်ကဖိအားတန်ကိုခံနိုင်ရင်ရှိပေမဲ့ဆွဲဆန့်တန်ကိုတော့မခံနိုင်ပါဘူး။ဒါကြောင့်မြန်နှုံးမြင့်တိုက်ခိုက်မှုတွေရှိမှအားနည်းချက်ရှိနေတာပါ။ကွန်ကရစ်ဒီပြင်သာကျွမ်းကျင်သူပါမောက်ခါဖီးပါနဲ့ကကွန်ကရစ်ကသဘာဝအတိုင်းကျိုးလွယ်ပါတယ်။ဖိအားကိုခံနိုင်ပေမဲ့ဆွဲဆန့်တန်ကိုမခံနိုင်ဘူး။ဒါကြီးကသူ့ရဲ့အဓိကအားနည်းချက်ပါပဲ။ဖိအားများရင်အကွဲပြီးကြေမွတ်တတ်ပါတယ်။ ဒီလိုမှပဲအားနေချက်တွေဖြစ်လာတာပေါ့ဒီအားနေချက်ကိုပဲဗြိတိရှားတွေကခွင့်ကောင်းယူပြီး Tall Point ဘုံနဲ့နောက်ပိုင်းမှာ Grand Slam Monster ဘုံတွေကိုတီထွင်နိုင်ခဲ့တာပါဒုတိယကမ္ဘာစစ်ကိုပြောင်းလဲစေခဲ့တဲ့တော်လန်ရေးဒီဇိုင်းတွေပါပဲဒီဘုံတွေကတာမန်ဘုံတွေမဟုတ်ပါဘူးသူတို့ကိုကာဝယ်မှုတွေကိုတိုက်ရိုက်ထိုးဖောက်ဖို့ဒီဇိုင်းမလုပ်ထားပါဘူးဒီဘုံတွေရဲ့ဉာဏ်ကြီးရှင်ဖြစ်တဲ့ Barnes Wallace ကဘန်ဂါရီနာမှာကြာပြီးမြေအောက်နဲ့နဲ့ထိထိုးဖောက်ဝင်သွားကအတွင်းမှာပောက်ခွဲအောင်ဒီဇိုင်းလုပ်ထားတာပါ ဒီနည်းပညာကမြေအောက်မှာကြီးမားတဲ့အခေါင်းပေါက်တစ်ခုကိုဖန်တီးပေးနိုင်ပြီးပေ900အထိဝေးတဲ့အဆောက်အုံတွေကပျက်စီးစေနိုင်တဲ့တုံခါမှုလိုင်းတွေကို ဖြစ်စေပါတယ်။ဒီနည်းလမ်းကြောင့် Top Point နဲ့ Grand Slam ဘုံတွေဟာခံတပ်တွေအောက်ကမြေကြီးကိုတုံလှုပ်ခြောက်ခြားစေတဲ့အရာတွေအဖြစ်ပြောင်းလဲစေနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းဒီဘုံတွေကိုငလျင်ဘုံတွေလို့ခေါ်ကြတာပါ။ဒီဘုံနှမျိုးစလုံးဟာဖြက်စီးဖို့အတွက်အထူးတည်ထွင်ထားတာပဲဖြစ်ပါတယ်။ တောပိုင်းဘုံက9တန်၄ပြီးလေထဲမှာ나이ဝက်950တမိုင်နှုန်းအထိမြန်ဆန်စွာကျဆင်းနိုင်မှုချောမွေ့တဲ့ဒီဇိုင်းနဲ့ပြုလုပ်ထားပါတယ်။ပေ1800မြင်းကနေချထားတဲ့အခါဒီလေခွင်းအားကောင်းတဲ့ဒီဇိုင်းကအရေးကြီးပါတယ်။ဒါဟာမြန်မြန်ကျဖို့ပဲမဟုတ်ပါဘူး။ဘုံမှာဘေးတိုက်တက်ဆင်ထားတဲ့အတောင်ပိုင်းတွေကြောင့်ကျဆင်းနေစဉ်မှာလေပတ်နေပြီးတည်ငြိမ်မှုနဲ့တိကျမှုကိုပိုကောင်းစေကလေခွင်းတန်ကြောင့်လမ်းလွဲသွားနိုင်ခြင်းကိုရှော့ချပေးပါတယ်။ Grand Slam ဘုံကတော့သူ့နာမည်အတိုင်းပါပဲ။ ဆယ်တန်လေးတဲ့ဒီဘုံးဟာအင်ဂျင်နီယာစမ်းသပ်မှုတစ်ခုဖြစ်ပြီးအဆုံးစုံထိုးဖောက်နိုင်တဲ့အတွက်ဒီဇိုင်းလုပ်ထားပါဗျ။အားဖြင့်ကွန်ကရစ်ပေ20အထိဖောက်ထွင်းနိုင်ပြီးရန်သူခံတပ်တွေရဲ့လေဘိုးကိုထိမှန်အောင်ပြင်နိုင်ပါတယ်။ဒီဘုံးရဲ့ကိုယ်ရည်ကို Chromium Molybdenum တန်မဏိဆက်နဲ့ပြုလုပ်ထားပြီးဒါကိုအားကောင်းမှုနဲ့ခံနိုင်ရည်ရှိမှုအတွက်အထူးရွေးချယ်ထားတာပါ။ထိမှန်ချိန်မှာကြီးမားတဲ့အားတွေကိုခံနိုင်မှုနဲ့အများဆုံးထိုးဖောက်နိုင်မှုအတွက်အတန်ထက်မြန်တဲ့အရှိန်နဲ့ကြာဆင်းချိန်မှာ ကြမ်းတက်တဲ့အခြေအနေတွေကိုခံနိုင်ရရှိအောင်ဒီဇိုင်းလုပ်ထားရတာပါဒီလိုထင်ကြီးစရာကောင်းတဲ့ဂုံတက်တရှိပေမဲ့လေချောင်းပုံချက်တဲ့အလုပ်ကစိန်ခေါ်မှုတွေနဲ့ပြည်နေပါတယ်ဒီအရာမှပုံတချို့ကထိမှန်တဲ့အခါကွဲထွက်သွားတတ်ပါတယ်ဒါကအံ့ဩစရာမရှိပါဘူးဒီလောက်လေးလံတဲ့အလေးချိန်နဲ့အဲ့ဒီအလေးချိန်နဲ့အမြန်နှုံးရဖို့လှုပ်ဆောင်ထားတဲ့ဒီဇိုင်းတွေကြောင့်ပါအခြေခံအဖြစ်ဒီဘုံတွေရဲ့ပုံစံကအရာဝတ္ထုတွေကိုဖောက်ထွင်းမှုထက်ကြောက်ကြဖို့အတွက်အကောင်းဆုံးဖြစ်အောင်လုပ်ထားတာပါ။ ဒါကဘုံချတဲ့အခါ အတော်ကြီးကိုအနေရများစီပါတယ်။ဒါပေမဲ့ top point နဲ့ grand slam ဘုံတွေဟာဒုတိယကမ္ဘာစစ်တွင်းမှာသူတို့ရဲ့စွမ်းရည်ကိုတတ်သိပြခဲ့ပါတယ်။ဥပမာ grand slam နှလုံးက fuck မှာရှိတဲ့ Valentine U boat တရားခုရရဲ့ပေ15ထူတဲ့အားဖြစ် concrete မိုးမျော်တွေကိုဖောက်ထွင်းနိုင်ခဲ့တယ်။ဒါကဒီဘုံတွေရဲ့အံမခန်းဖြတ်စည်းနိုင်ခွင့်ကိုပြသလိုက်တာပါ။တချိန်ထဲမှာပဲဒီဘုံတွေရဲ့အားနည်းချက်တွေကြောင့်လက်နက်ဖန်တီးသူတွေကအသက်ရှာဖွေရပြန်ပါတယ်။ ဒါနဲ့ Disney ဘုံလို့ခေါ်တဲ့ဘုံတစ်မျိုးပေါ်လာပါတယ်။သတင်းတွေအရဆိုရင်ဗြိတိရှရေတပ်ရာရှိသူကဒီဘုံ idea ကို1943ခုနှစ်က Walt Disney ရဲ့ Victory Through Air Power ဆိုတဲ့ Cartoon Propaganda ဇာကန်ကြည့်ရင်းနဲ့စဉ်းစားမိတာလို့ဆိုပါတယ်။ဇာတ်လမ်းထဲမှာဒါနဲ့ဆင်တူတဲ့စိတ်ကူးရင်ဆန်တဲ့ဘုံတစ်လုံးပါဝင်ခဲ့ပါတယ်။ရုံးသုံးအမည်အဖြစ်ဒီဘုံကို4500ပေါင်ကွန်ကရစ်ဖောက်ထွင်းတုံးကြီးဘုံလို့ခေါ်ပြီး Royal Navy Captain Edward Tarrant ရဲ့ဉာဏ်ကြီးရှင်လက်ရာဖြစ်ပါတယ်။သူ့ရဲ့အဓိကရည်မှန်းချက်က top wine ဒါမှမဟုတ် Grand Slam လို့လို့ဘုံတွေထက်အစများစွာပုံမြင်တဲ့နောက်ဆုံးအမြန်နှုန်းရနိုင်မဲ့လက်နက်အသစ်တစ်ခုဖန်တီးဖို့ပါ။ Newton ရဲ့ထိမှန်အနက်နဲ့ပတ်သက်တဲ့ခံမှန်းချက်နဲ့ John ရဲ့ညီမျှခြင်းတွေကိုအခြေခံပြီး Tarrant ကပေ16ပေရှိပြီးလက်မ17လက်မကျယ်တဲ့ဘုံတလုံးကိုဒီဇိုင်းဆွဲခဲ့ပါတယ်။ဒီဘုံရဲ့ချောမွေပြီးရှေးရရှေးလျားပါလာတဲ့တိဆောက်ပုံကအဓိကအရေးပါခဲ့ပါတယ်။ ဒီလိုပုံစံမျိုးကဘုံရဲ့အွေဆွမ်းရင်အားလုံးကိုအမှတ်တစ်ခုထဲမှာစူးစီးပေးနိုင်လို့ပါ။ဒါကိုတောင်ကုန်းကနေလှိမ့်ကြနေတဲ့ကြောက်တုံးကြီးထက်ပြက်မှတ်ကိုထိုးဖောက်နေတဲ့ချွန်းတစ်ချောင်းလိုမြင်ကြည့်ပါ။ Disney ဘုံမှာပေါင်900ကျော်လောက်ပါရှိတဲ့ပေါက်ကွဲတည်တဲ့ပစ္စည်းတွေပါဝင်ပေမဲ့စုစုပေါင်းအလေးချိန်က4500ပေါင်ပါပဲ။အမြန်ဆုံးအနှစ်ရဖို့အတွက်ဘုံရဲ့နောက်ဘက်မှာသုံးလက်မ Rocket Juice 19ခုကိုတက်ဆင်ထားပါတယ်။ဒီတုံးကြီးတွေကဘုံလှုပ်ပြီး30စက္ကန့်အကြာမှာစတင်အလုပ်လုပ်ပြီး နာယီကို990မိုင်း Mac 1.2တိအံပွဲအမြန်နှုန်းရအောင်တွန်းပို့ပေးပါတယ်။ဗြိတိရှားတွေကဒီဘုံကိုဒီဇိုင်းဆွဲခဲ့ပေမဲ့အမေရိကန်တွေကသာနောက်ဆုံးမှာအသုံးပြုခဲ့ပါတယ်။စစ်ပွဲရဲ့နောက်ဆုံးလတွေမှာအမေရိကန်တွေက B17 Flying Fortress လေးလံနဲ့ဘုံကျဲလေယာဉ်တွေကနေ Disney ဘုံ150ချက်လုံးကိုကျဲချခဲ့ပါတယ်။ဒါပေမဲ့စစ်ပြီးမှလောက်ခဲ့တဲ့စမ်းသပ်မှုတွေကမှဒီဘုံရဲ့တကယ့်ဖြတ်စည်းနိုင်ငံကိုဖော်ပြခဲ့ပါတယ်။ ဒစ္စနေးဘုံတလုံးတည်းကကွန်ကရစ်15ပြီနီးပါးကိုဖောက်ထွင်းနိုင်ခဲ့ပါတယ်။ဂျာမနီဘာမန်ပရီမင်အနီးကဖလတိုင်းနယူးဘုတ်ဘန်ကာဂျာမန်ရင်ငုတ်တင်မောတိဆောက်ရင်းနဲ့ပြုပြင်စခန်းမှာဒီဘုံကဘန်ကာရဲ့အမိုးကိုဖောက်ပြီးဖြတ်သွားရုံသာမကအောက်က3မီတာထူတဲ့ကွန်ကရစ်ကြမ်းမြင့်ကိုပါဖောက်ထွင်းကနောက်ဆုံးတဲတဲ့ထိရောက်သွားခဲ့ပါတယ်။ပူပေါ်ပြီးပူပားလှတဲ့ဒီဇိုင်းကြောင့်လေရင်တွေကတောဘုံတောပိုင်းတလုံးတည်းကိုတည်ဆောင်နိုင်တာထက်ဒစ္စနေးဘုံတွေကိုပုံများများတည်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့တိကျမှုကတော့အကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ရှိနေသေးပါဒီဘုံတွေမှာလမ်းညွန်စနစ်မပောင်းမီမဲ့ပိန်2000ခန့်အမြင့်ကနေကြိုတင်သတ်မှတ်ထားတဲ့အတိုင်းကျဲချရပါတယ်ဒီဘုံကြပြီးစက္ကန့်30ခန့်ကြာပြီးပိန်9000အမြင့်ရောက်တဲ့အခါဒုံးကြီးတွေစတင်အလုပ်လုပ်ကအနောက်ဘက်အပိုင်းကိုခွဲထုတ်ပစ်လိုက်ပါတယ်ဒါကဘုံရဲ့အမြင့်နှုန်းကိုတစ်စက္ကန့်ကိုပေ300တိုးစီပြီးနောက်ဆုံးထိမှန်အမြင့်နှုန်းကတစ်စက္ကန့်ကိုပေ1450အထိရောက်ရှိသွားပါတယ်ဒါပေမဲ့ဒီဇိုင်းတွေရှိပေမဲ့ Disney ဘုံတွေက လုံးဝအမှားအမြင်မရှိဘူးလို့တော့မဆိုနိုင်ပါဘူး။လမ်းညွှန်စနစ်မရှိတဲ့အတွက်ဒီဘုံတွေဟာအမြင့်အကွာအဝေးနဲ့အမြန်နှုံးတို့ကိုတိကျသွားတက်ချက်မှသာအလုတ်ဖြစ်တဲ့လမ်းညွှန်မဲ့ဒုံးကြီးတွေတစ်ခုဖြစ်နေပါဗျ။ဒီဘုံတွေကဘုံဤပညာမှာကြီးမားတဲ့တိုးတက်မှုတစ်ခုဖြစ်ပေမဲ့ဘန်ဂါဖောက်ဘုံတွေရဲ့တကယ့်စင်ကဲပြောင်းလဲမှုကဒုတိယကမ္ဘာစစ်ပြီးဆယ်သုနှစ်တွေအကြာမှာပေါ်ထွက်လာပါဗျ။လမ်းညွှန်စနစ်ပါဝင်တဲ့ပထမဆုံးဘန်ဂါဖောက်ဘုံတွေတဲကတစ်ခုကတော့ တာဇန်လို့ခေါ်တဲ့ပေါင်12000အလေးချိန်ရှိတဲ့ဘုံဖြစ်ပြီးကိုရီးယားစစ်ပွဲတွင်ကမြေအောက်ကုတ်ကဲရေးစင်တာတစ်ခုကိုတိုက်ခိုက်ဖို့အသုံးပြုခဲ့ပါတယ်။ဒီဘုံရဲ့တိဆောက်ပုံကတော့တောပိုင်းဘုံတစ်လုံးမှာအကွာအဝေးထိန်းချုပ်မှုစနစ်တက်ထားတာပါ။ဒါပေမဲ့ဒီကာလတီးခြားပြောရရင်စစ်ရေးတိုက်ပွဲကာလမှာဘန်ဂါရီအများပြားပေါ်ပေါက်လာပါတယ်။ဒါဟာနျူကလ িয়ার စစ်ပွဲဖြစ်နိုင်ခြင်းကတက်တောင့်တက်တာမရှိလောက်အောင်နီးကပ်နေတဲ့ကာလဖြစ်တာကြောင့်ပါ။နိုင်ငံတွေကသူတို့ရဲ့ကာဝေးရေးကိုနက်ဆိုင်သာဒူးဖော်ပြီးခိုင်ခန့်စေခဲ့ကြပါတယ်။ အမေရိကန်နဲ့ဆိုဗီယက်ယူနီယံတစ်ခုစလုံးကသူတို့ရဲ့ဘန်ကာတွေကိုမြေကြီးအမြောက်များအောက်မှာမြုပ်နှံထားပြီးကွန်ကရစ်တွေနဲ့ခိုင်ခန့်တွေကရိုးရိုးဘုံကျဲမှုတွေမကပဲနျူကလ িয়ার တိုက်ခိုက်မှုရဲ့တင်းထန်တဲ့ဒဏ်ကိုပါခံနိုင်ရရှိအောင်လှုပ်ဆောင်ခဲ့ကြပါတယ်။အထူးသဖြင့် Mount Yamantu Banga သုတိမှုတစ်ခုကစစ်ရေးတိုက်ပွဲရဲ့တင်းမာမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုတတ်သိထုံနေတယ်လို့ဖြစ်နေပါဗျ။ခိုင်ခန့်တဲ့အခန်းတွေဥမေနိုင်ကောင်းတွေနဲ့ဖွဲ့စည်းထားပြီးအစိုးရသောခြေနေတွေကိုတော့ခံနိုင်ရရှိအောင်ဒီဇိုင်းလုပ်ထားပါဗျ။ အဲ့ဒီအချိန်က American လက်တော်အမတ်တဦးရဲ့ပြောကြားချက်အရမောင်ယာမန်ဒူဟာနျူကလ িয়ার ပုံ6လုံးဇက်တိုက်တိုက်ခိုက်ခိုင်ရင်တော့ခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။ဒါပေမဲ့ခစ်တစ်ဘန်ကဘတ်စတာဘုံတွေဖွင့်ပြလာရတဲ့အကြောင်းရင်းကဒီလိုကဘာပြတ်ဘန်ကတွေတိစောက်မှုကြောင့်မဟုတ်ပါဘူး။1992ခုနှစ် DJ Stone စစ်စင်ရဲ့အတွင်းကပင်လယ်ကွေ့စစ်ပွဲကြောင့်ပါ။ American တွေရင်ဆိုင်နေရတဲ့အရေးတကြီးပြဿနာက Iraq ကိုကဲရေးဘန်ကတွေဟာမြေအောက်နဲ့နဲ့မှာမြုပ်နှံထားပြီးပေ20လောက်ထူတဲ့ကွန်ကရစ်တွေနဲ့အားဖြည့်ထားတာပါ။ ရလက်အနေနဲ့ရှိပြီးသားပေါင်2000ဘန်ကာဘတ်စတာဘုံတွေဟာဒီခိုင်ခန့်တဲ့အဆောက်အုံတွေရှိမှထိရောက်မှုမရှိခဲ့ပါဘူး။ဒါကြောင့် American လေတပ်ဟာဒီခိုင်ခန့်တဲ့ကာဝယ်ရေးတွေကိုဖောက်ထွင်းနိုင်မယ့်အဖြေတစ်ခုကိုအရေးတကြီးလိုအပ်နေခဲ့ပါတယ်။ဘာလို့အရေးတကြီးလဲဆိုတော့ဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခမှာရန်သူရဲ့ကုတ်ကဲမှုစွမ်းရည်တွေကိုချက်ချင်းချိန်မုံမှုလိုနေလို့ပါ။မဟုတ်ရင် American တွေဟာစစ်ပွဲကိုရှေ့လျားစေပြီး Iraq တပ်တွေပြန်စည်းလုံးကပိုခိုင်မာတဲ့ကာဝယ်ရေးတိစောက်ဖို့အချိန်ပေးလိုက်တယ်လို့ဖြစ်သွားမှာပါ။ ဒီရေးကြည့်တဲ့လိုအပ်ချက်ကိုတုံ့ပြန်မှု GBU 28 Guided Bone Unit 28လို့အတူကောက်ခေါ်တဲ့ဘုံတစ်မျိုးကိုအလင်းမြန်ဖွံ့ဖြိုးအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒီစမ်းသစ်တဲ့ဘုံဟာ16ဘေရှိပြီး9.8မီတာထိထိရောက်တဲ့ဖောက်ထွင်းနိုင်မှုအတွက်လိုအပ်တဲ့ drag ထုရှိပါတယ်။ပေါင်9280ကီလိုအလေးချိန်ရှိပြီးဒီဘုံဟာသူခေရဲ့အလေးလံဆုံးတိကျတဲ့လမ်းညွှန်ဘုံတွေထဲကတစ်ခုဖြစ်လာခဲ့ပြီးအီရတ်ကိုကဲရေးဘန်ဂါရီရဲ့ခိုင်ခန့်တဲ့ကာဝေးစနစ်တွေကိုကျော်လွှားနိုင်မှုဂတိကဝတ်ပြုထားသလိုဖြစ်နေပါတယ်။ ရှစ်လက်မှာဂျီအတူကြီးကိုပြုပြင်ပြောင်းလဲပြီးတိဆောက်ထားတဲ့ဒီဘုံရဲ့14.5လက်မှအချင်းရှိတဲ့အခွန်ဟာထူးခြားတဲ့ခံနိုင်ရင်နဲ့ခိုင်ခန့်မှုကိုပေးစွမ်းနိုင်ပါတယ်။ဒါကဘုံချတဲ့အခါထိမှန်ဖို့ကြုံတွေ့ရမယ့်ကြီးမားတဲ့အားတွေကိုခံနိုင်ဖို့အရေးကြီးပါတယ်။ GPU 28ထဲမှာ Triton ပေါက်ကွဲစေတဲ့ပစ္စည်း685ပေါင်း306ကီလိုပါဝင်ပြီး TND 80ရာခိုင်နှုန်းနဲ့အလူမီနီယံမှုန့်20ရာခိုင်နှုန်းပေါင်းဆက်ထားတဲ့အားကောင်းတဲ့ဖွဲ့စည်းမှုဖြစ်ကား ဒါကဘုံရဲ့သေနိုင်အောက်ကိုမြင့်တင်ပေးပြီးတာမန် TNT တခုတည်းထက်၁၈ရာခိုင်နှုန်းလောက်ပိုအားကောင်းစေပါတယ်။ဒီလိုထူးခြားတဲ့ဂုံတက်တိရှိတဲ့အတွက်ဒီဘုံကိုကြီးမားတဲ့တက်ရောက်မှုအတွက်ဒီဇိုင်းလုပ်ထားတယ်ဆိုတာအံ့ဩစရာမရှိပါဘူး။ဒီဘုံကအားဖြင့်ကွန်ကရစ်ပေ၂၀အထိဖောက်ထွင်းနိုင်ပြီးမြေကြီးထဲကိုပေ၁၀၀အထိရောက်ရှိနိုင်ပါတယ်။ဒါကအမေရိကန်တပ်တွေကိုအရင်ကမထိခိုက်နိုင်ခဲ့တဲ့ဘန်ဂါရီကိုပိတ်မှတ်ထားဖျက်ဆီးနိုင်စေခဲ့ပါတယ်။ ကောင်းဆုံးချက်က GPU 28မှာအဆင့်မြင့်လေးသာလမ်းညွှန်စနစ်တက်ဆင်ထားပြီးမြေပြင်ကအမှတ်သားပြုသူတွေဒါမှမဟုတ်လေရင်တွေကထိုးပြထားတဲ့ပြစ်မှတ်တွေစီကိုဥတီနိုင်ပါတယ်။ဘုံရဲ့တောင်ပိုင်းကစဉ်သက်နေစမှာတိကျတဲ့လမ်းကြောင်းထိမ့်မိပါတယ်။အခုဆိုတွက်ချက်မှုတွေမလို့တော့ပဲလေဆာနဲ့ပဲဖြက်စီးဖို့အာရုံစိုက်လို့ရပါပြီ။အန်ဝစရာကောင်းတာကဒီလိုအရေးသွေးတွေရှိတဲ့ဘုံကို28ရက်အတွင်းပဲဖန်တီးနိုင်နေတာပါ။ဒါကဘလို့ဖြစ်နိုင်တာလဲ။အမေရိကန်စစ်တပ်ကသူ့ရဲ့ စတော့ပြားတွေတဲကရှစ်လက်မဟာဝစ်စာကြီအတိုတွေကို ပြန်ထုတ်ပြီးလေတက်သူတေသနလက်တွေကံမှာပြုပြင်ပြောင်းလဲခဲ့တာပါဖလော်ရီဒါမှာရှိတဲ့လက်နက်သူတေသနဌာနကဒီကြီအတိုတွေကိုဘုံကိုတဲ့အဖြစ်ပြောင်းလဲဖို့အံပွဲအင်ဂျင်နီယာနီးပညာနဲ့အဖွဲ့လိုက်လှုပ်ဆောင်မှုတွေကိုပြသသွားပါတယ်1992ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာ F111 Artfuck တိုက်လေယာဉ်တွေက GPU 28ဘုံနှလုံးကိုအရေးကြီးတဲ့စစ်ဆင်ရေးမှာအသုံးပြုခဲ့ပါတယ် တလုံးကပြစ်မှတ်လွဲသွားပြီမြဲနောက်တလုံးကအီရက်ရဲ့လွန်ခိုင်ခဲ့တဲ့ဘန်ကာကိုဓာတ်ရိုက်ထိမှန်ခဲ့ပြီးအဝင်ဝါးကနေမီကိုထွက်လာတာက အောင်မြင်စွာဖောက်ထွင်းနိုင်ခဲ့တာကိုသက်သေပြနေပါတယ်ဒီရေးပါတဲ့အချိန်က GPU 28ရဲ့စွမ်းရည်ကိုပြသရုံသာမကစစ်ပွဲရဲ့အလှည့်ပြောင်းတစ်ခုလည်းဖြစ်စေခဲ့ပါတယ်အီရက်ကိုကဲရေးစနစ်တွေပြိုလဲသွားပြီးနှစ်ရက်အတွင်းမှာပဲသူတို့ရဲ့အနေထားတွေထိခိုက်နေတာကိုသိလိုက်ရတဲ့အခါအီရက်တပ်တွေကလက်နက်ချခဲ့ကြပါတယ်ဒါကသူတို့ရဲ့စစ်ရေးအသာသီးရှိမှုကိုအဆုံးသတ်လိုက်သလိုဖြစ်စေခဲ့ပါတယ် ဒီဖြစ်ရပ်တစ်ခုတည်းတောင် GPU 28ဟာစစ်ရေးဗျူဟာတွေကိုပြောင်းလဲစေမဲ့စစ်ပွဲစစ်ပွဲပြောင်းလက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဘန်ကာဖောက်ဘုံနီးပညာမှာအကြီးအကျယ်ကျိုးတွမှုတွေရှိလာတာနဲ့မျှဘန်ကာတိဆောက်ရေးမှာအဆင့်မြင့်ကွန်ကရစ်နီးပညာတွေလည်းတိုးတက်လာပါတယ်။အီရန်ကဒီပြောင်းလဲမှုရဲ့အရှိန်အဟန်းမှာရှိနေပါတယ်။ Ultra High Performance Concrete UHPC ရဲ့မိတ်ဆက်မှုကဘန်ကာတိဆောက်ရေးမှာကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်စေခဲ့ပြီးစစ်အင်ဂျင်နီယာ level ကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။ UHPC Ultra High Performance Concrete ကို1980ပြည့်လွန်နှစ်တွေမှာ American စစ်တပ် engineer တွေကစတင်သုံးစွဲခဲ့ပေမဲ့2000ပြည့်နှစ်ထိ American မှာစီးပွားဖြစ်မရနိုင်ခဲ့ပါဘူး။ဒါပေမဲ့ Iran ကဒီနည်းပညာရဲ့အလားအလာကိုအမြန်ဆုံးသတိထားမိပြီးသူတို့ရဲ့စည်ရေးအဆောက်အုံတွေမှာစတင်အသုံးပြုခဲ့ပါတယ်။ UHPC ကိုဘာကအထူးကြားစေသလဲဆိုရင်သူ့မှာ test tube ရန်လက်မကိုပေါင်3500ဒါမှမဟုတ်ဒီထက်ပိုတဲ့ကြီးမားတဲ့ခံနိုင်ရည်အားရှိပါတယ်။ ဒါကရိုးရာခိုင်ခန့်ကွန်ကရစ်တွေမှာရှိတဲ့ပေါင်9000ကနေ1000ကျားစွမ်းအားထက်အတော်လေးတာလွန်နေပါတယ်။ဒီလိုအမကန်းစွမ်းအားကိုကွန်ကရစ်ကိုကာဗွန်မြင့်တန်မဏိအပြင်ဖန်မြင်းဒါမှမဟုတ်နှမျိုးပေါင်းဆက်ပြီး drop bomb ပစ္စည်းဖြစ်ပြောင်းလဲခြင်းကနေရရှိနိုင်ပါတယ်။ဒီအပြင်တွေကအကြောင်းတွေပြန်ပွားမသွားအောင်ဒါစီပေးပြီးကြီးမားတဲ့ပျက်စီးမှုကြီးဖြစ်မလာအောင်ကာကွယ်ပေးပါတယ်။ DSR UHPC မှာအသေးစားအကြောင်းကွန်ရက်တွေဖြစ်ပေါ်ကအဆောက်အအုံပြိုကျမသွားဘဲစွမ်းအင်ပုံမှုဆုပ်ယူနိုင်စေပါတယ်။ ဒီခံခတ်မှုပြင် UHPC မှာအံပွယ်နှိပ်ကွေးစွာပုံပြတ်နိုင်တဲ့ဂုံတက်တီလည်းရှိပါတယ်။ဖိအားတန်ခံရတဲ့မှာအလွယ်တကူမပြတ်စည်းပဲပုံပြတ်နိုင်စွမ်းရှိတာပါ။ဒါကကွန်ကရစ်အတွက်အသေးစမ်းဖြစ်ပြီးရိုးရာကွန်ကရစ်တွေက ကျိုးပဲ့လွယ်ပြီးခံနိုင်ရည်ထက်ကျော်လွန်ရင်အလွယ်တကူပြတ်စည်းတတ်ပါတယ်။တင့်တော်ရဲအမြင်ဖြည့်ဆွတ်မှုတွေနဲ့ပေါင်းဆက်ရင် UHPC က test to yan လက်မကိုပေါင်9000အထိကွေးနိုင်ဆက်နိုင်တဲ့အားရှိလာပါတယ်။ရလက်အနေနဲ့ဒီပစ္စည်းကဓာတ်ရိုက်ထိခိုက်မှုကိုသာမက ကြာရှည်စွာလဲသူ့ရဲ့ဖွဲ့စည်းပုံခိုင်မာမှုကိုထိန်းသိမ်းနိုင်ပါတယ်။2000ပြည့်နှစ်လွန်နှစ်တွေနောက်ပိုင်းမှာအီရန်ဘန်ကာတခုကိုဘန်ကာဖောက်ဘုံတလုံးနဲ့တိုက်ခိုက်ခံခဲ့ရပြီမယ်။ကွန်ကရစ်ကိုဖောက်ထွင်းပြီးပေါက်ကွဲမသွားဘဲအဆောက်အုံမျက်နှာပြင်မှာညက်ကြံနေခဲ့တဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။